အားလုံးပဲမင်္ဂလာပါဒီနေ့မှာဂျပန်စာရဲ့လုံးဝအခြေခံဖြစ်တဲ့အခေယာတွေရဲ့အတန်ထွက်ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဟီရာဂနာနဲ့ကာတာကနာရဲ့အတန်ထွက်ကအတူတူပဲဆိုတော့နှစ်ခုလုံးပေါင်းပြီးတော့တစ်ခါရဲ့ပြောလိုက်မယ်နော်။ကြီးကန်းတွေရဲ့အာအာအဆိုပြီးတော့ A A Apple အလိုအတန်ထွက်ကိုဒီနေရာမှာသုံးပါတယ်။အာနောက်တစ်ခုက E E ရဲ့ E ှခမ်းလေးကိုစူပြီးတော့ဥပြီးတော့နှခမ်းလေးကိုဖြဲလိုက်မယ်ရည်တဲ့အနေအထားရောက်ရင်အဲပြီးသွားရင်တော့ပါးစပ်ကလေးကိုအိုပုံစံလောက်ပြီးတော့အိုဖြစ်သွားပါမယ်အာအီဥအဲအိုသူတို့၅ခုရဲ့အတန်တွေကိုသုံးပြီးတော့ကျန်တဲ့အခရာတွေကိုလည်းအဲအတိုင်းပဲထွက်ပါမယ်သူကို K A K ခ K ခု けこかきくけこさしすせそうさしすせそうだ ပြီးတော့ဒီဟာဒီတိမဟုတ်ပဲနဲ့ခြိဖြစ်သွားပါမယ်။နောက်တစ်ခုက TSU ရဲ့အတန်ကိုမပြောခင်မှာအရှိမ SU ရဲ့အတန်ထွက်သည်စုဖြစ်ပါတယ်။စုကိုထွက်လိုက်တဲ့အချိန်မှာကိုရဲရှာကအပေါ်ကိုလည်းမထိဘူးအောက်ကိုလည်းမစင်းပဲနဲ့အရှိကိုမတိမတားလေးတိုးသွားတဲ့အတန်ဖြစ်ပါတယ်။စုစုအခုအတန်ထွက်သည်ကိုရဲရှာကအာကောင်ကိုသွားပြီးထိလိုက်တဲ့အခါဖြစ်လာတဲ့အတန်ထွက်နဲ့ထွက်မှာဖြစ်ပါတယ်။ဇဇ နောက်ကနှလုံးကတော့အတူတူပါပဲတဲတူတာချီဇတဲတူနာနီနုနေနိုနာနီနုနေနိုဟာဟီ fu ရဲ့အတန်းထွက်ကိုတချို့က fu လို့ထွက်ပြီးတော့တချို့က hu လို့ထွက်ပါတယ် he ho ha hi hu he ho မမီမူမဲမိုမမီမူမဲမိုရာယူယောလာလီလုလဲလိုလာလီလုလဲလိုလာအတန်တိုင်းထွက်ပါတယ်ဝါအိုဒါမှမဟုတ်ရင်ဝအင်းဝါအိုအင်း နောက်အပိုင်းမှာဟီတာကနခတာခနာတွေရဲ့ဆွဲချက်တွေကိုလိုက်ပြီးလေ့ကျင့်မှာပဲဖြစ်ပါတယ်အားလုံးပဲပိုင်ပိုင်